ရှလာကိုလာရွယ်ဖေဖေလေးတွေညဘက်ကိုခဏခဏနိုးတယ်ညဘက်တရင်တို့ထားထိုင်ခြင်းနဲ့ကစားခြင်းနဲ့တရင်တို့ကူးကလေးထားပြီးတော့ငိုတာတွေစတာတွေကြုံရတဲ့မေမေလေးရှိမှတင်တယ်နော်ကျမပါဝင်ပါပဲဒါကြောင့်မို့လို့ဘာသာဖြစ်လဲဆိုတာကျမတို့အတူတူအဖြေရှာကြည့်ကြရအောင် ဒီလိုရှစ်လ9လရွယ်မှာကလေးတွေညာဘက်ခဏခဏနိုးတယ်တရင်တို့လည်းထားထိုင်နေတာရှိရကစားနေတာရှိရပေါ့နော်အဲတရင်တို့ညာဘက်ထားငိုတယ်စတာတွေရဲ့အဲဖြစ်တဲ့ပထမအကြောင်းရင်းကဘာလဲဆိုတော့ separation anxiety ပေါ့နော်အဲ separation anxiety တော့အမေနဲ့ခွဲရရင်ဝမ်းနေတယ်စိတ်မကောင်းဖြစ်တယ်ပေါ့နော်အမေနားပါအမြဲရှိနေတာပေါ့နော်အဲ6လ7လလောက်မှဆို separation anxiety ကဖြစ်လာပြီပေါ့နော်ဒါကလေးတွေရဲ့ဖုံဖြိုးမှုရဲ့တစ်စိတ်တစ်ပိုင်းမှာပဲအဲ့ချိန်မှာအဲအမေကထားသွားမှကြောက်တဲ့တော့ဝမ်းနေတယ်ခဏခဏအဲတရင်ထားငိုတယ် ဲပေါ့နော်အဲတရင်တို့လို့အမေကိုမတွေ့တော့ဘူးဆိုပဲဖြစ်ဖြစ်အားဆိုရင်ငိုပြန်ရောပေါ့နော်အဲကြောင့်မလို့ဖြစ်တာများတယ်ပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့သူတို့ ဖွံ့ဖြိုးမှုပေါ့နော်အဲတွားသွားတယ်လေးပတ်ထောက်တာတွေထိုင်တာတွေပေါ့နော် တချို့ကလေးဆိုရင်မတ်တက်ရက်ချင်တာတွေရှိမယ်အဲ့ဒါတွေလုပ်တဲ့လုပ်တဲ့အချိန်မှာပေါ့နော်ညဘက်မှာတို့က brain ကပို့ပြီးတော့လှုပ်လှုပ်ရတယ်ပေါ့နော်အုံနောက်ကညဘက်မှာပို့ပြီးအလုပ်လုပ်ကြတော့ညဘက်မှာတို့ထားထိုင်ချင်တာတွေကစားချင်တာတွေဖြစ်ကြရတယ်ပေါ့နော်အဲဒီအကြောင်းရင်းနှစ်ခုဟာအဓိကပေါ့နော်နောက်တို့ဝိုးဝါစကားပြောတဲ့အရွယ်တွေမှာလဲဆိုရင်အဲစကားတွေပြောနေပြီပေါ့နော်အဲကြောင့်မို့ဒီဟာတွေကလည်းညဘက်မှာပို့ပြီးအလုပ်လုပ်လို့တို့ညဘက်မှာပို့ပြီးတော့ no ကြရတယ်ပေါ့နော်တခြားအကြောင်းရင်းကဘာဖြစ်လဲဆိုတော့အဲတချို့ကလေးဆိုတော့သွားပေါက် ောက်ရှင်တဲ့ရွယ်တွေเนาะဒီရွယ်ကသွားပေါက်တဲ့ရွယ်တွေဆိုတော့သွားပေါက်လို့လည်းညဘက်ကျရင်ခဏခဏနိုးနိုင်လာဖြစ်နိုင်ပါတယ်ပြီးတော့နေ့ဘက်မှာအစာတွေနိုးတွေတိတ်မဝင်ဘူးပေါ့เนาะအဲ့လိုကလေးဆိုလည်းဗိုက်စာလို့နိုးတာဖြစ်နိုင်တယ်ပေါ့เนาะအဲကျမတို့ကဒီအချောင်းနေကြည့်ပြီးဆိုရင်တချို့အချောင်းတွေကျတော့ကျမတို့ အဲ့ဘယ်လိုကြော်ဖြတ်လို့ရမလဲပေါ့နော်အဲကေဗီဒီလို separation anxiety ဆိုရင်အကောင်းဆုံး separation anxiety ရဲ့အတွက်အကောင်းဆုံးဖြစ်ရှင်ချက်ကတော့အဲတူတူရေဝါကစားတာပဲကျမတူတူရေဝါကစားတာကိုလည်းအသေးစိတ်ရှင်းပြပေးရတာရှိရယ်နော်အဲ့ဒီဗီဒီယိုလေးကြည့်ကြည့်နိုင်လို့ရရယ်တူတူရေဝါကစားပေးလို့ရရယ်ပြီးတော့ဒီလိုသွားသွားတယ်လေးဘတ်ထောက်တာတွေနေ့ဘက်မှာအချိန်များများလုပ်ပေးပေါ့နော်တို့လုံးလိုက်သလားလုတ်ခိုင်းပေးပေါ့နော်အဲ့ဒါဆိုရင်တို့တို့အတွက်လည်း sea pressure လေးရှိရယ်နည်းနည်းပို့ပြီးတော့ပေးမယ်လည်းအတွက်ပို့ပြီးတော့အိတ်ပေါ့နော် အဲသွားပါလို့ခလေးလို့ဆိုတော့ချူချူလုတ်ပေးလို့ရတာတော့ဘာလို့လုပ်လို့ရလဲဆိုတော့နေပတ်ဒီမှာဆိုရင်သူ့ကိုအဲသွားရကိုက်လေးပေးထားလို့ရတယ်သွားရကိုက်ကိုမှလေးနည်းနည်းရှိခဲဒါတိုင်းခဏလေးအေးကြပေါ့နော်ခဲစီစာထဲမှာ15မိနစ်လောက်ထားလိုက်အဲဆိုနည်းနည်းအေးဝိုင်ပေါ့နော်သွားရကိုက်လေးပေးထားလို့ရအဲ့ခါနီးမှာလဲအဲ့ဒီစီစာထဲထည့်ထားတဲ့သွားရကိုက်လေးပေးထားတယ်သူတို့နည်းနည်းဆူသိမ့်ဖြစ်တယ်ပေါ့နော်အဲ့လိုပို့ပြီးတော့ကောင်းတယ်နောက်တစ်ခုကကြတော့ ိုက်စားရဲကလေးတွေပေါ့နော်အဲဒီဘိုက်စားရဲနိုးရဲကလေးဆိုရင်လက်ပတ်တွေအစားအဝင်ကျူလာမယ်အဲ့ခါလေးလည်းနိုးဝင်အောင်တိုက်ထားမယ်ပေါ့နော်အဲနောက်တစ်ခုကကြတော့အဲ itch နေမမှန်တဲ့ကလေးတွေပေါ့နော်အဲနေပတ်မှာအဲ sleep pressure တွေသိမရှိတဲ့ကလေးတွေပေါ့နော်အဲဆိုရင်ကျမကလေးက၈လကျော်ဆုံးတော့ကျမဘယ်လိုလုပ်လဲဆိုတော့သူ့ကိုဟို itch ချိန်ကို၃ချိန်ရှိအောင်ပဲပေါ့နော်ကျမကလေးကို၃ချိန်ရှိရလို့ဆိုရင်တော့ဒီလိုမနေ့လိုက်ညှိကျလို့ရတာပေါ့နော်အဲမနက်ဆိုရင် မနက်အိပ်ရထားချိန်ကိုပုံမှန်ထားပြရမယ်ပေါ့နော်အဲကျမလည်းပုံမှန်မထားဖြစ်ဖြစ်သေးဘူးပေါ့နော်အခါကျခုနကခွဲနိုးလိုက်ခါကျ၈နိုင်ခွဲနိုးလိုက်တော့ဖြစ်နေတော့မယ်ပေါ့နော်မနက်အိပ်ရထားချိန်ပုံမှန်ထားပြတင်တာပထမဆုံးအချက်ပဲအဲ့ဒါမှအဲသူရဲ့ sleep pressure တွေကကြီးရပုံလွယ်လေပေါ့နော်အဲ့ဒါမနက်အိပ်ရထားချိန်ပုံမှန်ထားပြရမယ်ပြီးတော့အဲဒီနေ့ကျမကလေးကဒီနေ့၃ချိန်အိပ်ရပေါ့နော်၃ချိန်အိပ်ရဆိုရင်မနက်ပိုင်းကိုအဲပထမတစ်ချိန်ကိုအဲ9:45မိနစ်လောက်ပဲအိပ်တယ် အဲပြီးတော့နေ့လက်ဘက်ကတော့မိနစ်60လောက်အိတ်ခံရပါတော့ညနေဘက်ကမိနစ်30လောက်ပါတော့သူလည်းအဲ့လောက်ပဲအိတ်ရဆိုတော့ဒီလောက်လောက်အိတ်တာကဒီ6လ9လ9လ6လ9လအရွယ်လောက်တက်ဆိုရင်ဒါ sleep pressure ကလည်းအဲ balance ဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုရင်ညဘက်ပို့ပြီးတော့အိတ်ပျော်စေရပေါ့နော်ဒီလိုမျိုးလေးလောက်ချလို့ရပါတယ်အဲခလေးတိုင်းတွတ်တော့အစေပြေကျွန်မပြင်မယ်ပေါ့နော်တချို့ခလေးကြလည်းတစ်ခါလေအကြာကြီးအိတ်တာရှိရပေါ့နော်တစ်နေ့နှစ်ချိန်လောက်နဲ့အကြာကြီးအိတ်တာရှိရပေါ့နော်အဲကျွန်မခလေးကြဒီနေ့အဲ့လိုအကြာကြီးမအိတ်တတ်ဘူးပေါ့နော် လိုမျိုးလေးလောက်ကြည့်လို့ရပါတယ်အဲဒီဟာတော့ပေါ့နော်ဒီရှင်းလာကိုလာရွယ်မှာဖြစ်တာကကြတော့ aimless regression လို့ခေါ်တာပေါ့နော်အဲအိတ်ဆက်မှုပြောင်းလဲတာပေါ့နော်အဲကျွန်တော်ကလေးတော်တော်များများလည်းဖြစ်ကြရပါတော့ဒါကကိုပါချောက်ဖြစ်လဲဆိုတာသိရင်တော့အဲဘယ်လိုမျိုးကိုဖြတ်တန်းလို့ရတာပို့လွယ်ရပါတော့